မင်္ဂလာပါဗျာဒီနေ့ကျွန်တော်များဝေပေးမယ်အကြောင်းအရာလေးကတော့ YouTube မှာရှိတဲ့တချင်းတွေတရားတွေပေါ့နော်အတန်ဇလန်းတွေကိုဖုန်းစကုနဲ့ပိတ်ပြီးတော့နားထောင်လို့ရတဲ့ဤလန်းလေးကိုဤလန်းလေးနှစ်မျိုးကိုပြန်လဲပြီးညှောက်ပြီးပါမယ်ဗျာပထမဤလန်းလေးကတော့ခရုံးကိုအသုံးပြုပြီးတော့ YouTube မှာရှိတဲ့တချင်းတွေပေါ့နော်ဒါဖုန်းစကုနဲ့ပိတ်ပြီးတော့နားထောင်လို့ရတဲ့ဤလန်းလေးကိုညှောက်ပြီးပါမယ်ဒါဆိုရင်ခရုံးဆိုဝဲတွေကိုတစ်ချက်ဝင်လိုက်ပါမယ်ခရုံးဆိုဝဲတွေကိုရောက်ပြီဆိုရင်ဟုတ်အပေါ်ဆုံးပေါ့နော် စာရိုက်တဲ့ဘာသာလေးမှာကျွန်တော်တို့အနေနဲ့ youtube.com ဆိုပြီးတော့ရိုက်ရှာပေးရမှာပဲဖြစ်ပါတယ်ဗျာ youtube.com လို့ရိုက်ရှာပြီးတွားပြီဆိုရင်ကျွန်တော်တို့ channel လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ youtube youtube တွေကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ဗျာပြီးပြီဆိုရင်မိတ်ဆွေတို့အနေနဲ့ပေါ့နော်အခုလိုမျိုး the store site mode လေးဆိုရင်ကျွန်တော်တို့အနေနဲ့အပေါ်ဆုံးပေါ့နော်အပေါ်ဆုံးညာဘက်တောင်လေးမှာရှိတဲ့ အပေါ်ဆုံးညာဘက်တောင်းလေးမှာပေါ့နော်ဒါအစက်လေးတုံးဆက်ရှိပါတယ်အဲ့အစက်လေးတုံးဆက်ကိုတချနေလိုက်ပါမယ်နေလိုက်မှာဆိုရင်ကျွန်တော်တို့နည်းနည်းလေးအပေါ်ဆက်တင်လိုက်မှာပေါ့နော်အပေါ်ဆက်တင်လိုက်မှာဆိုရင်ဒီမှာဆိုရင်အောက်ကကွန်ပျူတာပုံစံလေးနဲ့ပေါ့နော် desktop size ဆိုတဲ့နေရာလေးမှာအမှန်ကြီးလေးမရှိရမချစ်ရလို့ဆိုရင်အမှန်ကြီးလေးချစ်ပေးလိုက်ပါဗျာခုနေရာလေးမှာပေါ့နော် ဒါပထမစာဝင်ကစားမှာဆိုရင်အခုလိုမျိုးပေါ်ပေါ်နေပါလိမ့်မယ်။ဒါဒါကြောင့်မို့ကျွန်တော်တို့က distro site ကိုပြောင်းပေးရမှာဖြစ်ပါတယ်ဗျာ။ဒါမှလည်းကိုယ့်ရဲ့ချင်းနားထောင်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့အနေနဲ့ဖုန်းဆက်ခွင့်ပေးပြီးတော့နားထောင်လို့ရှားမှာပဲဖြစ်ပါတယ်ဗျာ။အခုလိုမျိုး distro site ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့အပေါ်ဆုံးပေါ့နော်အခုကျွန်တော်ညနေလေးပြထားတဲ့နေရာမှာကိုယ်ကြိုက်တဲ့မိစေတို့ကြိုက်ရင်တက်ရာတရှင်ဖြစ်ဖြစ်တရားဖြစ်ဖြစ်ပေါ့နော်ရိုက်ရှားပြီးတော့နားထောင်လို့ရှားမှာပဲဖြစ်ပါတယ်ဗျာ။ ဒါဆိုရင်ကျွန်တော်ကတော့ဒီမှာဆိုရင်ဒီထဲမှာရှိတဲ့တခြင်းတစ်ပုဒ်ကိုကျွန်တော်ဖွင့်ကြည့်လိုက်မှာပေါ့နော်အဲကျွန်တော်ကတော့အတန်ကိုမဖွင့်တော့ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနေနဲ့ကော်ပီတိုင်းမိမှာဆိုလို့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဖွင့်ပြီးတော့ပြီဆိုရင်ဟုံးနဲ့ထွက်လိုက်ပါဟုံးနဲ့ထွက်လိုက်မှာဆိုရင်အပေါ်ဆုံးမှာပေါ့နော်ကျွန်တော်ရဲ့ဖုန်းမျက်နှာပြင်မှာကျွန်တော်တို့အခုလိုမျိုးပေါ်နေမှာပဲဖြစ်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကိုကြည့် ချိန်နှစ်တက်ရတခြင်းလေးကိုပေါ့နော်ကျွန်တော်တို့ဖုန်းဆက်ခွင့်ပေးပြီးတော့နားထောင်ဖို့အရာကြီးပဲဖြစ်ပါတယ်ဗျဒါကတော့ပထမနည်းပေါ့နော်ဒါဆိုရင် Chrome software မှာ Chrome software နဲ့ပေါ့နော်နားထောင်လို့မြင်ရတဲ့မိတ်ဆွေများအားလုံးအတွက်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ပြောပြပေးမယ် software လေးတစ်ခု software လေးတစ်ခုကိုထည့်သွင်းပြီးတော့နားထောင်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီ software လေးရဲ့နာမည်ကတော့ Playback ဆိုတဲ့ software လေးပဲဖြစ်ပါတယ်ဗျမိတ်ဆွေ ဆွေတို့ရဲ့ဖုန်းထဲမှာမရှိဘူးဆိုရင်ကျွန်တော်အနေနဲ့ Play Store တက်မှာသွားပြီးတော့ download ဆွဲပေးရမှာပဲဖြစ်ပါတယ်ဗျ။ဒါဆိုရင်စာရိုက်ပြကြတော့ Play Back background play ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာပေးရမှာပဲဖြစ်ပါတယ်နော်။ဒါဆိုရင်အခုလိုမျိုးပုံစံလေးနဲ့ပေါ့နော်အခုအခုစာတန်းလေးနဲ့ပေါ့နော်အခုစာတန်းလေးရဲ့ကျွန်တော်တို့အခုလိုမျိုး logo လေးနဲ့ပေါ့နော်ပေါ်လာမှာပဲဖြစ်ဖြစ်ပါတယ်ဗျ။ အဲ့ဒါလေးကိုကျွန်တော်အနေနဲ့ download ဆွဲပြီးတော့အသုံးပြုပေးရမှာပဲဖြစ်ပါတယ်ဗျာဒီ software လေးတွေကိုဝင်ပြီးတွားပြီဆိုတော့ကျွန်တော်အနေနဲ့ဒီမှာဆိုရင် YouTube ရဲ့ Instagram ရဲ့ Facebook မှာရှိတဲ့တခြင်းနေတရားရေပေါ့နော်ကျွန်တော်တို့ခုလိုမျိုးဖုန်း subscribe ပေးပြီးတော့နားထောင်လို့ရှားမှာပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်ကဒီထဲမှာရှိတဲ့တခြင်းတစ်ပုဒ်ကိုဖွင့်ပြလိုက်မယ်ပေါ့နော်ဖွင့်ပြပြီဆိုရင်ကျွန်တော်အနေနဲ့ home နဲ့ထွက်လိုက်ပေါ့နော် ုနှစ်ထိုင်းပဲဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းအပေါ်မှာအပေါ်ပေါ့နော်စကရင်ပေါ်မှာပေါ်လာမှာပဲဖြစ်ပါတယ်ဗျအခုလိုမျိုးတချင်းတန်ထွက်နေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့တချင်းတန်သူထားပါရယ်နော်ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ဖုန်းစကရင်ပိတ်ပြီးတော့ကျွန်တော်တို့တချင်းကိုကြိုက်ရင်တက်ရတချင်းပြပြင်တရားပြပြပေါ့နော်ကိုကြိုက်ရင်တက်ရဇလန်ရက်တွေကိုလည်းအတားတစီနားထောင်လို့ရားရီပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေနော် မိတ်ဆွေများအားလုံးလည်းစိတ်အချမ်းသာခြင်းကိုယ်အားကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နဲ့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရနေပါတော့ကျွန်တော်တင်ဆက်ပြီးတော့တဲ့အကြောင်းအရာလေးတွေကိုကြိုင်နေတတ်တဲ့ဆိုရင်မိတ်ဆွေများအားလုံးလည်းကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe ပါလေးလုပ်ပြီးတော့အားပေးကြပါအောင်လို့မိတ်ဆွေများအားလုံးကိုမေတ္တာရက်ခံတာပါတော့ကျွန်တော်တင်ဆက်မျှဝေပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲเนาะမိတ်ဆွေများအားလုံးမင်္ဂလာပါเนาะ